ောကောပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျစနေနေ့ပရီးမီးယားလိပွဲစဉ်တွေတဲက Nottingham Forest နဲ့ Manchester United တို့ပွဲလေးကိုလည်းဒါဆက်လက်သုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ကုဆိုးကြီးနဲ့ကျွန်တော်ကနေပဲဒါပုံတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကုဆိုးကြီးမင်္ဂလာပါဗျမင်္ဂလာပါကိုပြီးခဲ့တဲ့တစ်ပတ်ကတော့ဒါ Manchester United ကသူတို့ကိုဒုက္ခပေးနေချက်အတင်းတင်းဖြစ်တဲ့ Brighton ကိုဒါအင်္ဂွေမှာကူးပြက်တကယ်ကိုအားရစရာကောင်းတဲ့ခြေစွမ်းနေနောက်ထပ်လီးပြွာပိုင်းရကြည့်မလားတူးချင်းပိုင်းရကြည့်မလားနောက်ထပ်ဒီ combination တွေကြည့်မလား ား United ရဲ့တကယ်ကိုအားရတဲ့ဒါဘယ်လိုပြောအထူးပွဲချိန်ပွဲစာမိနစ်30အတွင်းမှာပေါ့နော်ဟုတ်ကဲ့တကယ်ကိုအားရစရာကောင်းတဲ့ခြေစွမ်းတွေကိုကျွန်တော်တို့ကမြင်ခဲ့ရတယ်ဒီဒီဘက်မှာလည်းကျွန်တော်တို့က Northern Forest နဲ့ထပ်ပြီးတော့မှတွေ့ရမယ် Forest ကလည်းဖြစ်ချင်တော့ Manchester United ကိုဆိုရင်ဒါပြီးခဲ့တဲ့ရာသီကရောနောက်ပိုင်းပွဲတွေမှာဒါမထင်မှတ်ဖ ೇನೆ ဒုက္ခပေးတဲ့အတင်းတင်းဖြစ်နေရပါတော့ Premier League မှာဆိုရင် ဒါ Nottingham Forest က Manchester United ကို၃ပွဲဆက်လိုက်တာနော်ဒီနှစ်သင်းရဲ့ဒါထိတိုက်တွေ့ဆုံမှုလေးမှာကျွန်တော်ကြည့်မယ်ဆိုရင် Forest က United ကို၄ပွဲဆက်နိုင်တာဆိုလို့ဟိုဒီ1906လောက်ကဒီ1900တော်တော်ကြီးနော်တော်တော်ကြီးရောနှစ်ပေါင်းတရာတော်ရှိပါပြီအဲ့လောက်တုံးကပဲဒါနိုင်ခဲ့ဘူးလေဆိုတော့ဒီအခြေအနေလေးလည်းတော့တော်တော်တော့ဒါစိတ်ဝင်စားစရာကောင်းပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့မှဒါထုံးစံတိုင်းပါပဲကိုစိုးကြီးဒီပွဲပေါ်အမြင်လေးမိတ်ဆက်ပြပါအောင်ဗျဟုတ်ကဲ့ပါကိုဒါအချက်လက်တွေကျွန်တော်တို့ကြည့်လိုက်တော့ အဝေါ်စရာကြီးဖြစ်နေတော့ဒါပေမဲ့မနစ်ကတော့ဒါ Northern Forest ခြေကနိုင်မယ်ဆိုနိုင်လို့ရတယ်ဗျအမှန်တကယ်မနစ်ကနိုင်ခဲ့တာကျွန်တော်အတိမပြည့်တင်တယ်ဗောနော်မနစ်က Forest ကတော်တော်လေးကိုကြစ်လစ်တယ်စူးစိမှုကောင်းတယ်အတင်းလိုက်ကစားဟန်တယ်တကယ်မာကြောပြီးတော့ဥရောပအဆင့်ကိုဒါချင်းကက်ပြီးတော့နောက်ဆုံးပွဲစဉ်အထိဒါဥရောပ level မှာတော်တော်မှန်းလို့ရခဲ့တဲ့အနေဒါဒါပေမဲ့ရာသီပိတ်မှာတော့ထင်သလောက်ရလက်မကောင်းမယ်နဲ့ဒါတို့နည်းနည်းလေးဟိုဥရောပဝင်ခွင့်တော့ရတယ်အဆင့်မြင့်မြင့်တော့မရခဲ့ဘူးဗောနော်အဲ့ဒီနောက်ပိုင်းမှာ ဒါနီးပြားနဲ့အတင်းချာမှာပြဿနာလေးတွေကျွန်တော်တင်သူလို့စန်တိုနဲ့အတင်းပိုင်ရှင်ချာမှာပြဿနာလေးဖြစ်ခဲ့ပြီအဲ့ရဲ့အကျိုးဆက်အနေနဲ့နူနိုစန်တိုကိုထုတ်တယ်နူနိုစန်တိုကိုထုတ်ပြီးတော့ပိုစတီဂိုဂလိုခန့်တယ်ပိုစတီဂိုဂလိုလည်းနိုင်ပွဲမရဘဲနဲ့ပြန်ထုတ်ပြီးတော့အခုဆိုရင်ရှောင်းတိုက်ကိုပြန်ခန့်လိုက်တယ်ဆိုတော့ဒါရှောင်းတိုက်လက်ထက်မှာပထမဆုံးပွဲမှာတော့ဒါပေါ်တိုနဲ့ဥရောပစစ်မှာကစားတော့2-0နဲ့အနိုင်ရပြီးတော့ဒါထွက်ကောင်းခဲ့ပြီမဲ့နောက်ဆုံးကစားတဲ့ဒါပွဲစဉ်6မှာတော့ဘုံမောက်ကိုဆိုလို့2-0နဲ့ပြန်ရှုံးထားခဲ့တယ်ဆိုတာလက်ရှိအချိန်ထိတော့အများကြီးတော့အပြောင်းလဲမမြင်ရသေးဘူးဒါမဲ့ ရှောင်းတိုက်လက်ထက်ဆိုတော့ရှောင်းတိုက်ရဲ့ပုံစံအတိုင်းပဲ long pass တွေကိုအများကြီးအသားပြုပြီးတော့ဒါကစားလာတာတွေက long pass အနေနဲ့ပြောမယ်ဆိုပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာဆိုရင်ဒါတော်တော်ကြီးကိုများပြီးတော့16တသမ900ခန့်နှုန်းလောက် long pass တွေကစားခဲ့တယ်။အရင်နည်းပြဒါ positive glue လက်ထက်မှာဆိုရင်8.5လောက်ပဲရှိရဆိုနှစ်ဆလောက်ကို long pass ကစားတဲ့နှုန်းတွေတွတ်တက်ဟိုများလာတယ်ပေါ့နော်။ပြီးရင်ကိုသမားမဆဲတယောက်တည်းပဲအဲ့ဒီဘုံမောင်းတဲ့ပွဲမှာလည်း long pass ပြဖို့မှုဒါ25ကျင်လောက်ရှိရဆိုတော့တော်တော်ကြီးကိုဗျာဟိုပုံစံကပြောင်းသွားတယ်။အမှန်တကယ်သာလေး တို့ဒါနူနိုဆန်တိုအထွက်မှာရှောင်းတိုက်တန်းဝင်လာရင်ဒီအတင်းချာဒီလောက်ကြီးအစီအစဉ်ဆိုးကျင်မှာဆိုးမှာပါနော်ဂျာရဲမှာ ideology မတူတဲ့ဒီနည်းပြတရားဝင်ကန်လိုက်တယ်ရလဒ်တွေမကောင်းမှအခုပြန်ရောက်လာဆိုတော့ချက်ချင်းကြီးတော့ဟိုရှောင်းတိုက်နဲ့အသားကျဖို့ဆိုတာမလွယ်ပေမဲ့ရှောင်းတိုက်ရဲ့ကိုပိုင်ကစားဟန်နဲ့လက်ရှိအတင်းရဲ့သွားကျင်တဲ့ကျွန်တော်တို့ identity တွေတော့နည်းနည်းနီးစပ်မှုရှိရဲဆိုတော့ဒါစောင့်ကြည့်ရမယ့်အပိုင်းတွေထဲမှာတော့ပါတယ် United ကတော့အခုဒါဒီရာဒီကျွန်တော်တို့အကောင်းဆုံးခြေစံမော်ရီလာအောင်မှာအကောင်းဆုံးခြေစံကိုမြင်နေရတယ်ပြီးတော့တော်တော်လေးလည်း ဟိုခြေစွမ်းပိုင်းအရတိုးတက်လာတာမြင်ရတယ်ရက်လက်လေးလည်းတည်ငြိမ်လာတယ်ခုဆိုရင်ပရီးမီးယားလိမှာ၃ပွဲဆက်နိုင်ထားတယ်ဆိုတော့တကယ်အကောင်းဆုံးအခြေအနေမှာတိုင်ဘက်ကရက်လက်ပိုင်းရိမ့်ရိုက်နေတဲ့ Forest နဲ့တွေ့မယ်ဆိုတော့ United အတွက်နောက်ထပ်ပေါ့နိုင်ပွဲထက်ရှာပြီးတော့ဒီအမှတ်ပေးစရာထိပ်ပိုင်းကအသင်းတွေကိုထက်ချက်မကွာဖိအားပေးဖို့အတွက်တကယ်ကိုဒီပွဲကလည်းသူတို့တော်တော်အရေးကြီးတဲ့ပွဲပါဟုတ်ကဲ့ပါကျွန်တော် United ဘက်ကကြည့်လိုက်မယ်ဆိုရင်ဒါကိုဆိုးခဏတော့ပြောရတယ်ဆက်ဆံပြီးလို့ပါ Northern Forest ကလည်းဖြစ်ချင်တော့ကျွန်တော်ဒီ long pass တွေတော်တော်ကြီးကိုတုံးလာတယ်တစ်ဖက်မှာ United ကလည်း ကျွန်တော်ဒါရက်လက်ပြန်ပြီးမှပြန်ကောင်းလာတဲ့ပွဲတွေမှာကျွန်တော်ပြန်ကြည့်လိုက်တော့ဒီ long pass တွေတုံးလာပါဘောဒီကိုမားနဲ့ကိုမားစီကနေဒါ long pass တွေတင်တယ်နောက်တစ်ကျွန်တော်ဒါ second ball တွေကောက်တယ်ဒီ second ball တွေကနေပဲတစ်ဆင့်ပဲကျွန်တော်ဒါကြည့်လိုက်မယ်ဆို Chelsea နဲ့ပွဲမျိုးတော့ဒါကျွန်တော်ကိုမားဆန်းချက်ထုတ်ခံလိုက်ရတဲ့အချင်းတွေက second ball တွေကောင်းကောင်းဥအောင်လိုက်ပြီးမှဒါ United ကကစားနိုင်တယ်ဆိုတော့ဒီပွဲကလည်းကျွန်တော်ထင်တယ်ဒီ Nottingham Forest နဲ့ ဒီကျွန်တော် Manchester United တို့ရဲ့ပွဲတွေမှာဒီ long pass တွေနဲ့အားပြိုင်ပဲနောက်ကတည်းက second ball တွေကိုဘယ်သူဦးအောင်ကောက်နိုင်မလဲနောက်ကကျွန်တော်ဒါ area jewelry ဒီဟာတွေကတော့တကယ်ကိုပဲသူစိတ်ဝင်စားစရာနှီးပြီးဟာပြည့်စုံမှုတွေကျွန်တော်ဒါဖြစ်လာမယ်လို့ထင်နေပြနောက်ကကျွန်တော်ဒါ Forest က Premier League မှာတော်တော်ကြီးကိုရလက်ဆိုးနေဒါ Premier League ဒါနောက်ဆုံး9ပွဲဆက်မနိုင်တော့ဘူးအဲ့ထဲမှာတပွဲပဲတည်ကြပြီး6ပွဲရှုံးတာနဲ့ဒါနောက်ဆုံး၄ပွဲမှာဆိုရင်ဂိုးလည်းမသွင်းနိုင်ဘူး၄ပွဲစလုံးလည်းရှုံးတာဆိုတော့တော်တော်ကြီးကိုအခြေအနေဆိုးနေဒါပေမဲ့ကစားသမားအင်အားအရကျွန်တော်ကြည့်လိုက်တော့ Northern Forest ကအဲ့လောက်ထိအခြေအနေမဆိုးဥမာ ီယာဒီမှာဆိုရင်ဒါရက်လက်ဆိုးနေတဲ့အတင်းတွေထဲမှာကျွန်တော်ကြည့်မယ်ဆိုဘူဘန်တန်တို့ဒါဝက်ဆန်တို့ဒါတန်ဆင်းစုံတွေရဲ့အတင်းအဲ့ဒီမှာဆိုရင်ဝက်ဆန်ဆိုရင်ကျွန်တော်ဒါခန်းစင်းနဲ့ပတ်သက်ပြီးတော့မှကစားသမားအရင်မြစ်တကယ်ကိုပဲရှားတယ်ဒီပြဘလောက်ပဲပြောင်းပြောင်းဒီဘယ်လိုပြောမလဲခန်းစစ်ကစားသမားအရင်မြစ်မရှိတဲ့အချိန်တွေတကူမှာတော့နူနိုဆန်တိုလည်းတော်တော်ကြီးကိုရုံးခဲ့တယ်ပြည်နော်နောက်ထပ်ကျွန်တော်ဒါဝူဗန်တန်ဆိုရင်လည်းပြီးခဲ့တဲ့နေရာတွေကဘာမှလောလောလာလာခေါ်တာမရှိဘူးအဲ့ကြမ်းတည်းမှသူရဲ့အဓိကတိုက်စစ်မှုမာဒီယက်စ်ကွန်ညာကိုလက်လွတ်ခဲ့ရတဲ့အချိန်ဒီဒါပေမဲ့မတူညီတာတခုကတော့ Northern Forest ကတော့ ဒါပြီးခဲ့တဲ့ယာဒီကုံကဆိုရင်ဥရောပဝင်ငွေတစ်ခုကိုလည်းဒါရထားခဲ့တယ်ဆိုတော့ယာဒီကုံမှာတော်ဒီလဲကစားသမားတစ်ခေါ်ထားတာကြီးလည်းကျွန်တော်ရှိတယ်ကစားသမားအင်အားတောင့်တမှုအခြေအနေတစ်ခုကဒီကျွန်တော်ဒါရှောင်းတိုက်အနေနဲ့လိုရကံရဘယ်လောက်ထိအွဲကူမယ်လို့ဒါကိုဆွေးထင်လဲဗျရှောင်းတိုက်ကတော့ဒီလိုဒန်းစင်းစုံနဲ့အသင်းတွေကိုအကြိမ်ကြိမ်ကက်တင်ပေးနေတဲ့တကယ်ကိုအဲ့အဲ့အပိုင်းမှာတော့တကယ်ကိုမာစတာတယောက်ပေါ့နော်ဒန်းစင်းစုံနဲ့အသင်းတွေကိုအများအားသူကက်ထုတ်ပေးတယ်သူ့ရဲ့ဒီတွားကျင်တဲ့ ideology နဲ့သူ့ရဲ့ system နဲ့ဆိုလဲ forest ကအကိုက်ညီတယ်လို့ကျွန်တော်တို့ဒါရေဘူးကမြင်မိတယ်ပြီးတော့ forest ရဲ့လက်ရှိအကိုပြောသလိုဇာသမာစုဖွဲ့မှုအရဆိုရင်တန်းစင်းစုံတွေကလည်းအချိန်မရွေးယုံထွက်သွားနိုင်တယ်အခုလည်းတန်းစင်းစုံအနီးနားမှာရှိနေပါတော့အချိန်မရွေးတန်းစင်းစုံထဲမှာသူကနစ်မြုပ်သွားနိုင်တဲ့နေထားဆိုဒါဒါဟောဘယ်လောက်ထိလုတ်ပြရမလဲလက်ရှိကျွန်တော်တို့မြင်ရတဲ့လူစင်းကတော့အရင်နီးပြလက်ထက်နဲ့အများကြီးတော့ကွာသွားတာမျိုးမတွေ့ဘူးကျွန်တော်တို့မြင်နေကြပုံစံတိုင်းပဲ million covid တို့ murelo တို့လူကစားမမျိုးတွေပြတော့မဲကြမှာဆိုရင်စင်ချင်ကိုပြီးညာကြမှာဆိုရင်ကျွန်တော်တို့ ်နီကိုဝီလီယံတို့ကစားတယ်ကွန်းလဲတော့နည်းနည်းလေးပြောင်းသွားမဲ့သဘောရှိတယ်ကွန်းလဲမှာဆိုရင်ကျွန်တော်တို့ဒါအီလီယိုအန်ဒါဆန်နဲ့ဒါအသင်းကောင်းဆောင်ရိုင်ယန်ရိတ်စ်ကိုပြန်သုံးမယ်ထင်တယ်။ဆန်ဂါရီနဲ့တွဲတာမှာတော့ဆန်ဂါရီကတိတ်အလုံးမဖြစ်ဘူးဆိုတော့အဲ့ဒီပိုင်းလေးတွေ့ရတယ်။တောင်ပန်းနေမှာကျွန်တော်အန်ဒိုရီမြင်ရတယ်၊အိုဒရိုင်းမြင်ရတယ်။ဒါကွန်းလေတိုက်စစ်နေရမှာဆိုရင်ဒါကစ်ပိုက်ရှိတယ်။အထောင်တိုက်စစ်နေရမှာခရစ်စုတ်ကြန့်ခိုင်မှုပြေလာရင်တော့ပြန်သုံးနိုင်တယ်။ခရစ်စုတ်ကသူ့အချိန်ကသူ့ရဲ့တပည့်အောင်လည်းဖြစ်ခဲ့ပြီးတော့ပြန်ပါလာနိုင်တယ်။ဒါပေမဲ့သူကြန့်ခိုင်မှုမပြေဆိုရင်တော့အီဂိုဂျေဆုပဲထွက်လာမယ်ဆိုတော့ဒီကျွန်တော်ထင်တာတော့442 shape ကိုပဲ ကျွန်တော်ထင်တယ် case wide ကိုနောက်ချန်ပုံစံမျိုးနဲ့ like ပြီးတော့တိုက်စစ်ကို link ပုံစံမျိုးထားပြီးတော့ကစားမယ်လို့ကျွန်တော်ထင်တယ်ကိုဟုတ်ကဲ့ပါပန်လေး sorry ကျွန်တော်ဒါ Northern Forest ရဲ့အခင်းကြီးကလည်းတော်တော်လေးဒါစိတ်ဝင်စားစရာကောင်းပါဖြစ်ကျွန်တော်ရှောင်းတိုင်းနဲ့ကလည်းကျွန်တော်တို့ကဘန်လီပဲတွဲပြီးမှတ်ထားတော့ကျွန်တော်ကလည်းဘန်လီချင်းမှန်းမှပြောမှပြောမိနေရရှောင်းတိုင်းဆိုတာလည်းကိုကျွန်တော်ဒါဘန်လီဘန်လီနဲ့တွဲမိဟုတ်ကဲ့ဟိုကျွန်တော်ဒါဒါမဲ့တခုတော့ကျွန်တော်တိရတယ်ဘယ်လိုဆိုတော့သတိထားစရာတခုရှိတာကရှောင်းတိုင်းကင်တွယ်တဲ့အသင်းတွေကတော့ တိုက်စစ်နဲ့ပတ်သက်ပြီးတော်တော်ကြီးကိုယုံကန်ရတယ်ဗောနော်ဟုတ်တယ်အာသူ့ရဲ့မှတ်တမ်းတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် Premier League ဒါနောက်ဆုံး၁၄ပွဲမှာဆိုတာတူကင်ပြတဲ့အသင်းတွေကဆယ်ပွဲလောက်ထိကိုးမရခဲ့တာတွေနောက်တော့ကျွန်တော်ဒါ Premier League တမိုင်းတစ်လျှောက်မှာဆိုရင်အ ਨੇ ဆုံးပွဲ150ပြည့်အောင်နီးပြခဲ့တဲ့ဒါနီးပြတွေရဲ့စီးင်းထဲမှာမှတ်တမ်းကြည့်လိုက်မှတ်တမ်းကြည့်မယ်ဆိုရင်လည်းဒီ Twin Goal အဖြစ်ဒါရှောင်းတိုက်ကတော်တော်ကြီးကိုတပွဲတက်မှတ်အောင်မရအောင်နော်ပွဲပေါင်း334ပွဲမှာမှ323ကိုပဲရတယ်0.1 97ပါဂိမ်းဆိုတော့တော်တော်အခုပြောလို့တပွဲတက်မှတ်တော့မှတပွဲတကူတော့တပွဲတော့မရဘူးเนาะတပွဲတကူတော့မရဟုတ်တယ်ကျွန်တော်ဒါရှောင်းတဲ့ရဲ့အခြေအနေကဒီတိုက်စင်းနဲ့ပတ်သက်ပြီးတော့မှရုံးကန်ရတဲ့အခြေအနေလေးတကူတော့ရှိတယ်ဒါလေးကရောကျွန်တော်ဒါ United နဲ့ပွဲမှာဘယ်လောက်ထိဒီအတားဆီးဖြစ်နိုင်မလို့တော့ဆွေးထင်နေပြဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ချက်ချင်းကြီးပြောင်းလဲလို့တော့မလွယ်သေးဘူးပေါ့เนาะတေချာကတော့တိုက်စင်းအားနေတယ်ဆိုတော့ကျွန်တော်ချက်ပြီးတော့မြင်အောင်ပါဒီဟာသူတို့အိမ်ကွင်းမှာလည်းအဲ့လောက်ကြီးအထိရလက်တရာမကောင်းထားဘူးเนาะပြီးတိုက်စစ်ကလည်းအများကြီးလုံမထားနိုင်အိမ်ကွင်းမှာတော့အတွင်းကို၃ခုလောက်ပဲအတွင်းထားနိုင်တယ်ဆိုတော့ ပေးကူက၈၉လောက်ပေးထားဆိုတော့အိမ်ခွဲမှာတော့အဲ့လောက်ကိုမသွင်းနိုင်ဘူးဆိုတော့ဒါသူတို့တက်ဒေါ်လာတော်တော်လေးကိုဒီချက်ကစိုးရိမ်စရာကောင်းတယ်အသင်းငယ်တွေကများသောအားဖြင့်တော့အဝေးကွင်းတွေမှာရလက်စိုးရိမ်တော့မှအိမ်ကွင်းတွေကလည်းအမှတ်ယူနိုင်မှဒီလိုသင်းတွေကတန်းစင်းစုံကနေရုံထွက်ဖို့ကမျှော်လင့်နိုင်တယ်ဆိုဒီချက်ကအကိုပြောသလိုတိုက်စစ်အားနည်းတဲ့အသင်းနဲ့ပြီးတော့တိုက်စစ်သွားတဲ့ပုံစံကရှောင်းတိုက်လက်ထက်ရှောင်းတိုက်ကင်တဲ့အသင်းတော်တော်များများအကိုပြောသလိုကိုရဖို့ခက်ခဲလေးရှိတာတွေ့ရတယ်ဘယ်လောက်ထိဒါ forest ကကျွန်တော်ရလက်ပိုင်းရဆိုးသွားလဲဆိုပွဲစဉ်တက်မှာသူတို့ frankfurt ကို နိုင်တဲ့ဘွဲမှာဒီပထမကြီးတစ်ပိုင်းထဲမှာနေကန်ချက်9ကြိမ်လောက်ကန်တယ်အဲ့ရနေပြီးတော့ twin ကို3ကိုရပြီးတော့အဲ့ဒီမှာ short compression rate က53000ခန်းလောက်ရှိတယ်ဟုတ်9ကြိမ်မှာ3900အဲ့နောက်ပိုင်းတွေကဖယ်လိုက်ပထမပိုင်းဖယ်ပြီးတော့နောက်ဆုံးဒါကျွန်တော်ပထမပိုင်းဒုတိယပိုင်းနောက်ဆုံးနောက်ဆုံး18ကြိမ်မှာဆိုရင်ကန်ချက်အကြိမ်90ကျော်ကန်တယ်93ကြိမ်လားမသိဘူးကန်ထားရမှာ twin ကို2ကိုပဲရတော့တယ် percentage အဖြစ်အရန်ကိုကျသွားတယ်ဆိုတော့သူ့လက်ထက်မရောက်ခင်တည်းကကျနေတာသူ့လက်ထက်လောက်ဒါကိုပြောင်းလဲပေးနိုင်မလဲဒါကိုကြည့်ရမယ် ုတ်ကဲ့ပါငကူထဲနဲ့ကျွန်တော်ဒါတိုက်စစ်အားနည်းနေတဲ့အတင်းကဒီရှောင်းတိုက်လက်ထက်မှာတော့တိုက်စစ်တဲ့ဆိုင်ကျွန်တော်ခန်းစစ်ပေးကူးနှုံးနေပေါ့လေဒါလောလောဆယ်ဒါအိမ်ကွေးမှာရှစ်ကူးပေးထားတဲ့ပေးကူးနှုံးနေရော့ကြသွားဖို့ပဲကျွန်တော်အဓိကညွှန်းလိုက်ရမယ်ထင်ပါတယ်ဟုတ်ကဲ့ United ကတော့ဒီတိုက်စစ်ကလည်းတော်တော်ကြီးကိုအားရဖို့ကောင်းနေတယ်ပုံမှန်အဖြစ်ကျွန်တော်အဝေးကွင်းအားနည်းနေဆိုပြီးတော့ဒါပြောကြတယ်အဝေးကွင်းနောက်ဆုံးဒါရှစ်ပွဲလောက်မှာဆိုရင်ဒါလိမ့်မက်ပဲ United ကယူနိုက်ခဲ့တယ်ဆိုပေမဲ့တေချာတို့ကတော့ဒါ Anfield မှာနိုင်ခဲ့တဲ့ဒီနိုင်ပွဲတစ်ခုက United တွေကတကယ်ကိုပဲယုံကြည်မှုအကောင်သွားစေမယ်ထင်ပါတယ်နောက်ဆက်တွဲအနေနဲ့ ဒီ Liverpool နဲ့အဝေးကွင်းပွဲစဉ်ပြီးဒါ Brighton နဲ့ပွဲစဉ်မှာဆိုတာ United ကစားလာဘယ်လောက်ထိကောင်းမှုလဲဆိုတာကျွန်တော်တွေးခဲ့ရတာပေါ့လေအဲ့တော့ဒါ United ကရောဒီပွဲမှာဘယ်လိုပုံစံမျိုးနဲ့ချင်းခဲ့လာမလဲဆိုတာဆိုပြီးဆက်လက်ပြောပြပါဦးဟုတ်ကဲ့ပါ United တိတိတသာတို့တက်လာတယ်ဆိုတာကျွန်တော်ပွဲစဉ်၃နောက်ပိုင်းကနေစကြည့်ပွဲစဉ်၃နောက်ပိုင်းမှာသူယူနေခဲ့တဲ့အရာမှတ်ကရမ15မှတ်ရှိအဲ့ကာလမှာသူထပ်ပို့ပြီးရမှတ်ယူနိုင်တာဆိုတော့ကျွန်တော် Arsenal တဲ့တင်းမှတ်ရှိ Arsenal က16မှတ် United က15မှတ်အတွင်းကိုအားဖြင့်ကြည့်မယ်ဆိုသူကအဲ့ကာလကနေစကြည့် စ်14ခုတော့သွင်းခဲ့တာသူအများဆုံးဖြစ်နေပါတော့တိုးတက်လာဆိုတရရင်တိုးတက်လာရှစ်၄ဘွဲမှာရမှတ်၄မှတ်ပဲရတယ်နောက်၅ဘွဲမှာဆိုရင်သူရမှတ်က17မှတ်လောက်ယူသွားရမှတ်16မှတ်မှာနောက်ဆုံး၅ဘွဲမှာရမှတ်17မှတ်လောက်ယူသွားဆိုတိတိတသားကြီးကိုတိုးတက်လာတော့နောက်ဆုံး၅ဘွဲမှာဆို၄ဘွဲထင်နေနိုင်ထားတော်တော်ကိုကစားပုံလည်းတိုးတက်လာတယ်တပွဲတို့အရင်လိုဗျာတပွဲထနိုင်ပြီးတော့နောက်တစ်ပွဲပြန်ပြီးကြာသွားတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ဖြည်းဖြည်းလေးတက်လာတယ်အသင်းလိုက်ကစားဟန်ရောတဦးချင်းနေရောတဦးချင်းနေမှာဆိုရင်တော့ကျွန်တော်အန်ဘူမိုတို့ခူညာတို့ရဲ့ဒီကျွန်တော်အားတွေကအများကြီးလိုတယ်အန်ဘူမိုဆိုရင်ဒီ2025ပြက်ကလေးနေတွင်မှာ twin goal 16ကိုဂိုးဖန်နေမှု၄ချိန်နဲ့ဒါသူ့ထက်ပိုများလာဆိုဟာလန်ဟာလန်22ချိန်ဆာလာ22ချိန်ပြီးရင်သူကတတိယအကောင်ဆိုလက်ရှိမှာလည်းအသင်းအတွက်၄ goal သွင်းထားတယ်နောက်ဆုံး၃ပွဲမှာဆိုဂိုး contribution ကအပွဲတိုင်းပါတယ် twin goal မဟုတ်ရင်ဂိုးဖန်နေမှုတောက်လျှောက်ပါတယ်ပြီးခဲ့တဲ့ပွဲမှာဆိုရင်ဂိုး၂ goal သွင်းထားတယ်ဒီအားသာချက်ကိုဆက်ပြီးအသုံးချပြီးတော့ဒါတိုင်ပက်မတီမငိန်ဖြစ်နေတဲ့ forest ကိုအသာရဖို့အတွက်ဒီစားသမားတွေအားကတော်တော်လေးကိုအရေးကြီးပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပွဲမှာလည်းဒါ united ရဲ့ညာချမ်းတိုက်စစ်ပေါ့ညာချမ်းတိုက်စစ်ကပဲဒါအဓိကစောင့်ကြည့်ရမယ့် အခြေအနေတရားလို့တာမြင်တယ်ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းဒါညာချမ်းပေါ့နော်လီဗာပူးနဲ့ပွဲမှာလည်းဒီညာချမ်းတိုက်စစ်ကပဲပွဲဖြူကိုအရင်ဆုံးစပြီးမှအပြောင်းလဲလုပ်သွားဆိုတော့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ညာချမ်းတိုက်စစ်မှာတော့အမဲနဲ့ကျွန်တော်ဒါအမှုမှုလိုပဲထပ်ပြီးမှတွဲလာဖို့ရှိမှထင်ပါတယ်။ဘယ်ချမ်းအချင်းကြီးလေးရောနည်းနည်းလေးဒါကြည့်ကြရှိမှထင်တယ်။ဟုတ်ကဲ့။ဘယ်ချမ်းမှာတော့ဒီမစ်စမောက် သုံးမလားမာတီးယပ်ကူညာသုံးမလား။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါအထောင်တိုက်စစ်မှာကြတော့မောက်ကဝဲသုံးသုံးကူညာဝဲသုံးသုံးပြဿနာမရှိဘူး။အဓိကရှက်စကိုသုံးမသုံးဆိုတဲ့ဟာပေါ့လေ။ဟုတ်ကဲ့။ United ရဲ့ဒီတိုက်စစ်အခင်းကြီးလေးနဲ့ပတ်သက်ပြီးမှလည်း ဆိုရင်ဆက်ပြီးသုံးသပ်ပြီးမှာဗျဒီပွဲမှာတော့ကျွန်တော်ထင်တာတော့ Chesco ကိုသုံးလာမယ်လို့ထင်ပါတယ်ဒီ Miss Miss Mount တက်ဆိုင်ကုညာရဲ့ Chesco ရဲ့ကျွန်တော်ဒါအမ်ဘူမိုရဲ့အတွဲကတော်တော်လေးဒါတဖြည်းဖြည်းနဲ့မိလိုက်ပုံမှန်သာတွဲသုံးရင်းနဲ့ဘက်သုံးရင်းဆိုရင်ဒီပါပို့ပြီးတော့လေဒီကစားသမားရဲ့ကြားမှာနားလည်မှုကိုရှိလာမယ်လို့ကျွန်တော်ယူဆတယ်အဲ့ထဲမှာကျွန်တော်ဒီပွဲမှာနောက်ထပ်စောင့်ကြည့်နေတာကတော့ကုညာရဲ့သူ့ရဲ့ဒီ dribble တွေနဲ့တကယ်ပြိုင်ဘက်ကို ဒရီဗယ်လေးလုံရင်းနဲ့ပြိုင်ဘက်ခန့်စစ်ကိုချိန်ချောက်တဲ့အပိုင်းတွေမှာကိုညာလည်းတော်တော်လေးအားကောင်းတယ်ဆိုတော့ဒီချက်ကိုကျင်းတယ်ကျန်တဲ့အပိုင်းကတော့အများကြီးပြောင်းလဲဖြစ်မယ်လို့မထင်ဘူးခန့်စစ်မှာမဂွိုင်းအားလိုဝိုင်းရဲ့နောက်ခံလူကိုဒီဘက်မှာပြန်သုံးနိုင်တယ်လို့ထင်တယ်ကိုယ့်လက်လေးယောက်လုံးလည်းအပြောင်းလဲမရှိနိုင်ဘူးဆိုတော့အခုပြောသလိုတိုက်စစ်မှာသူသုံးမဲ့ကစားသမားတွေဘယ်လောက်ထိအလုံးလုံးပြမလဲဘယ်လောက်ထိအံ့ဝင်မလဲဆိုတာပဲကြည့်ရမယ်ဟုတ်ကဲ့ပါကျွန်တော်က United တိုက်စစ်ကတော့တော်တော်ကြီးကိုဒါပုံစံကောင်းရနေတယ်တစ်ဖက်မှာ Northern Forest ကတော့ပြက်နေတဲ့အတင်းတင်းပေါ့လေပြက်နေတဲ့အတင်းတင်းဖြစ်နေတဲ့အခြေအနေတခုမှာတော့ဒါ United အနေနဲ့ ပြီးခဲ့တဲ့ရာသီကအရှုံးနေဒါပြီးခဲ့တဲ့ရာသီကဆိုရင်ဒါ Nottingham Forest ကိုသူတို့အိမ်ကွင်းမှာလည်းရှုံးနေအဝေးကွင်းမှာလည်းဒါ City Ground မှာလည်းဒါရှုံးခဲ့တဲ့ April လအထိနဲ့တော့ကျွန်တော်ဒါ1-0နဲ့ရှုံးခဲ့တယ်အဲ့ရှုံးနေကိုကျွန်တော်ဒါလက်ရှိချိန်မှာ United လက်စားပြန်ချေနိုင်မလားဒါသူတို့အတွက်လိုအပ်နေတဲ့အနိုင်သုံးမှတ်ကိုယူသွားနိုင်မယ်လို့ကိုဆိုရထင်လားဗျဟုတ်ကဲ့ပါဒါဒီချိန်မှာတော့ယူနိုင်တဲ့နယ်ပေါ့နော်ယူနိုင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ပေါင်းဆိုပြီးခဲ့တဲ့လအတွက်မှာရာနှုန်းပြနိုင်ခဲ့တဲ့အသင်းက3သင်းရှိတဲ့ထဲမှာ Arsenal ရဲ့ United ရဲ့ Villa ရဲ့ပေါ့နော်ဒီဒီချိန်မှာဒါလေးကိုထပ်ပြီးတော့ ထိနိုင်ခဲ့မယ်ဆိုတော့တော်တော်လေးကိုယုံကြည်မှုကအားကောင်းသွားနိုင်တယ်ပြီးတော့သူတို့ရဲ့လက်ရှိဟိုခြေကလည်းတပွဲလို့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်မြင်လာရတယ်ဆိုဒီချက်ကတိမ်မက်ကိုအသာရဖို့အတွက်ယုံကြည်မှုရောစိတ်ဓာတ်ရောပြီးတော့ဒနီးပြရဲ့ဥဆောင်မှုကတသားတည်းဖြစ်လာပြီပေါ့အတင်းကအခုမှဟန်ချက်ညီလာတဲ့ပုံစံမျိုးမြင်ရတော့ဒီချက်ကပြန်ပြန်နဲ့ကျွန်တော်ဒါရှင်းကြည့်လိုက်မှဆိုရင်လုံးဝကွာချနေတဲ့ချက်ပဲတိမ်မက်ကကျတော့ပြန်တီဆောက်နေရတယ်နီးပြအပြောင်းလဲကြမှာအတင်းရဲ့ကစားသမားတွေကလည်းဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိဘူးဆိုတော့အနေထားမျိုးနဲ့ရင်ဆိုင်နေရတော့ဒီ နှစ်ခုကြားမှာပဲတစ်ဖက်ကတည်ငြိမ်လာတဲ့အသင်းကအသားကျလာတဲ့အသင်းနဲ့တစ်ဖက်ကပြန်ပြီးတိဆောက်ရမယ့်အသင်းပြိုပြတ်နေတဲ့အသင်းကိုပြန်ပြီးတော့မွန်းမှန်ရမယ့်အခြေအနေမျိုးမှာတော့ United ချက်ပြီးတော့ဒါရလက်ကောင်းမှုလို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါပုံမှန်အဖြစ်တော့ဒါ United ဒါ90နိုင်ထိုက်တဲ့ပွဲမျိုးပါပဲကျွန်တော်ဒါ3ထားစရာလေးတစ်ခုရှိတာထောက်ကံဘောတွေဒီ service defending ပိုင်းလေးတွေကတော့ကျွန်တော်ဒါပုံမှန်ပဲရှိတယ်ဒါငကူပြီးခဲ့ရလေးကျွန်တော်ပြရတယ်ဒီပိုင်းလေးတွေကိုကျွန်တော်ဒါပြစ်စင်နိုင်မယ်ဆိုတော့ဒါ United ကတဖြည်းဖြည်းနဲ့ MVP စရာထိပ်ပိုင်းကို ပို့ပြီးတော့မှဒါရောက်လာမျိုးထင်ပါတယ်အခုလိုမျိုးဒါကျွန်တော်ဒီပွဲလေးကိုသုံးသပ်ပြီးတော့အတွက်ကိုစွေးကိုကျေးဇူးတူတင်ရှိပါတယ်ကြည့်ရှုဝါပြီးကြတဲ့ဆော့ကာဟော့ပရိတ်တာတူချင်းစီကိုလည်းကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ